ပညာနဲ့ပညာနဲ့ပတ်သက်ပြီးတော့အရေးချင်းတယ်ပဲဖြစ်စေအဲ့လိုပုံစံမျိုးတွေအဲကိုဘူလီလောက်တာတွေအများကြီးခံရမှုတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တော့အဲ့တော့ဘာဖြစ်လဲဆိုတော့သင်ငန်မှုတော့ဝင်တယ်အဲ့တော့ကျွန်တော်အရင်တော့ကလည်းအဲ့တိုင်းပဲလုံးဝကိုကျွန်တော်ဒီအင်္ဂလိပ်စာဆိုရင်ကျွန်တော်လုံးဝကိုလုံးဝကိုနားမလည်အဲ့ဘာသာစကားဆိုရင်ပေါ့နော်အဲ့တော့နောက်မှဘာဖြစ်လာလဲဆိုတော့အဲ့မလေးရှားမလေးရှားနိုင်ငံရောက်တော့ အင်္ဂလိပ်စကားလေးဆိုရင်မတောက်တခေါက်လေးနေပါတင်တာပေါ့နော်အစာတူတူဝတိကအမ်ပါလီမအနန်တူဂျိုးလို့ပြီးတော့အနီပရပါတို့ပါအဲ့လိုပုံစံမျိုးတွေပေါ့နော်လူကြီးတွေရှိရနေပြီးတော့အဲ့အလေးတော့တင်တာအဲဈေးဝယ်ပိုင်းဝယ်ညဝယ်ဆိုရင်ကျွန်တော်တို့ဒီအဲတုံးတာပေါ့နော်အဲကုတော့အဆင်ပြေတယ်အဲပြီးတော့အဲ့အချိန်မှာပဲကျွန်တော်ဒီအင်္ဂလိပ်စာကိုမဖြစ်မနေအားချင်းပေါ့နော်ဆရာတယောက်နဲ့တွေ့ပြီးတော့သင်ရတာပေါ့နော်အဲ့တော့ကိုကလည်းဝမ်းသာပါမှဖြစ်တာ ဲ့တော့အဲ့မှာဘာတွေ့ရလဲဆိုတော့ကျွန်တော်အရှိမရောက်နေပြီးသားလူတွေ၃နှစ်အဲ၂နှစ်စောနှစ်နှစ်လောက်စောပြီးရောက်နေလူရှိသူကလူတွေရဲ့ဟိုစူးစမ်းနိုင်စွမ်းပုံမူတည်ပြီးတော့ပြောပြတာပေါ့နော်ဘာဖြစ်လဲဆိုတော့အဲ့တနေ့၃လေးတော့မရအောင်နေသားနှစ်နှစ်လောက်ရှိပြီဒါပေမဲ့ကျွန်တော်ကမခန့်ချစိတ်နဲ့စူးစမ်းတဲ့လူဒါပေမဲ့ကျွန်မလေးစကားတနေ့၃လေး၅၆ဈေးဝယ်ဈေးဝယ်ဈေးပြောတော့ကျွန်တော်နားလေတယ်အဲ့တော့ဟိုဘက်ကတော့ပြန်မေးရတယ် အဲ့တော့ကျွန်တော်ရဲ့လူတွေကဘာတွေဖြစ်နေလဲဆိုတော့ကျွန်တော်ပို့ပြီးတော့သိလာတာပေါ့နော်အဲ့တော့လူတွေကကိုကိုယ်တိုင်လည်းစူးစမ်းခြင်းစီရှိမှအရာရာရာဆိုတာအဆင်ပြေတာလိဒါနိုင်စွမ်းဆိုတဲ့အရာဟုတ်အချို့ဆိုရင်ပြောတယ်ဟာအနေကြောင်ဝိုင်းသိမှာပေါ့အနေကြောင်ဝိုင်းတက်သွားမှာပေါ့ဆိုတာအဲ့အရာမှားတယ်လက်ရှိလည်းကျွန်တော်ထိုင်းနိုင်ငံမှာနေနေမင်းအဲ့မင်းထိုင်းနိုင်ငံထိုင်းနိုင်ငံသားတွေနဲ့ဘယ်လိုပဲနေနေဘယ်တော့ပဲနေနေဘယ်တော့ပဲပြောပြောဆိုဆိုမလိလာဘူးနော်မလိလာဘူးဆိုရင် ဲ့လူကလုံးဝတက်မှာမဟုတ်ဘူးလိလာတဲ့လူပဲကျွန်တော်တက်မှာကျွန်တော်တို့เนาะမြန်မာနိုင်ငံနေကျွန်တော်ဒီကိုလာတော့ဆိုအတိုင်းပဲကောင်းတဲ့ကိုလုံးဝမထည့်ဘူးဒီထိုင်းနိုင်ငံသွားမယ်ဆိုသိတယ်ဒါပေမဲ့ကျွန်တော်အဲ့အချိန်မှာအသက်30ရောက်တဲ့အချိန်မှာတော့အင်္ဂလိပ်လိုကတော့တီမီခေါင်းမရှိပါဘူးဆိုတော့ကျွန်တော်တော့ကဘာသာစကားပြဿနာမရှိတော့နောက်ဆုံးငါထိုင်းနိုင်ငံရောက်ခွဲဆိုတော့ငါအင်္ဂလိပ်လိုပြောနိုင်တယ်ဆိုပြီးတော့ကိုကကောင်းတဲ့မထည့်ဘူးအဲ့တော့ထိုင်းနိုင်ငံရောက်လာတော့ပြဿနာအကြီးကြီးဖြစ်ဘယ်လိုလဲဆိုတော့ ထိုင်းလိုမပြောဘူးဆိုရင်ပြဿနာအကြီးကြီးပဲလုပ်ငန်းခွင်မနဲ့မှာထိုင်းလိုပဲပြောတယ်အင်္ဂလိပ်လိုသူတို့ရေထိုင်းလိုမျိုးသွားမိပြီဆိုတော့မှတော်တော်များများမပြောချင်ဘူးပြောချင်လူတွေတော်တော်များများလဲတကယ် grade level တွေအဲ့လိုမျိုးတော့တကယ်ဟိုမြန်မာနိုင်ငံမှာဆို international school တွေပါထွက်တဲ့လူတွေအပြီးတော့ business တမားတွေပါအဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဆိုရင်တော့အင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်တယ်ဆိုပေမဲ့တကယ်ကိုဘေးပတ်ဝန်းကျင်မှာရှိရဲ့အကြောင်းသားတွေနဲ့စကားပြောတာပဲဖြစ်စေ အဲကိုယ့်ရဲ့အထက်လူကြီးချင်းနဲ့ပြောတာပဲစေဖြစ်စေအင်္ဂလိပ်လိုကတုံးတော့သိမတုံးဒီထိုင်းနိုင်ငံမှာလည်းထိုင်းလိုပဲအဓိကတုံးတာဖြစ်တဲ့အတွက်ပြဿနာအကြီးကြီးတက်တာအဲ့တော့ဒီလိုရေရောက်ပြီးချင်းတစ်နှစ်ဝင်ချင်တော့ကျွန်တော်ထိုင်းလိုတစ်ခုမှမတက်ဘူးတစ်လုံးတည်းလေးအောင်ခေါင်းနဲ့မထည့်ဘူးဘာကြောင့်လဲဆိုတော့သူများကပြောတယ်ဟာအနေချောင်းဝမ်းတက်မှာပေါ့အနေချောင်းဝမ်းတက်ပေါ့အိမ်ရလည်းဖုံးဆက်တယ်ဦးလေးရဖုံးဆက်တယ်အမေအနေချောင်းဝမ်းတက်မှာပေါ့ကျွမ်းနေပြီလားဘာညာပြောပြဆက်အတင်ကြီးရဆိုရင်အမေကကို နော်လင်းနေနေလို့ဘာမှမသိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကိုတိုင်းကစူးစမ်းခြင်းစိတ်ရှိမှအဆင်ပြေတာအဲ့ဒါပို့ပြီးတော့နားလည်လာရောအဲ့တော့ကျွန်တော်ကအော်မခံခြင်းစိတ်နဲ့အာငါကပြဿနာတော့မဟုတ်ဘူးခွေးရည်လင်းနေတယ်ဆိုသိရမှာအဲ့လိုမျိုးပါတနေ့လောက်ဝင်ရှင်နဲ့ကြာကြတနေ့ဒီအချိန်နိုင်ငံမှာနေပြီတနေ့လောက်နေမှာငါတခုမဟုတ်ခုမှတ်အောင်မယ်ဆိုပြီးတော့ကိုကိုကိုခေါင်းကိုလှုပ်ပြီးတော့အဲ့ဒါနဲ့စပြီးတော့မှာပေါ့နော်ဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်ကဒီဖြစ်ရှင်တဲ့ဆန္ဒရှိတယ်ကိုကိုယ်တိုင်ကလိလာခြင်းတဲ့ဆန္ဒရှိမှအရာတိုင်းကကျွန်တော်တို့ကမှတ်သားနိုင်ပြီးတော့မှကျွန်တော်တို့ရေဒီချက်ကောင်းတဲ့ဘဝကိုကျွန်တော်တို့ပြန်ဆိုင်ပြီးတော့မှလိလာနိုင်ဆိုရင်တိုးပါမော်နော်အဲ့တော့ကိုကိုယ်တိုင်ကဘာမှမလိလာဘူးဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကိုကိုယ်ကိုပြန်ကြည့်ရေငါဒီနေ့ဒီချိန်မှာငါဘာတွေရလာလဲနော်ဘာပညာရရတာလဲဘာစကီးရရတာလဲ ဘာကြီးသိလာတယ်ဘာကြီးတက်လာတယ်ရေးနော်မှတ်ထားရေးချတာအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မှန်ရန်ဆိုတဲ့ဟာအတိုင်းအတာတခုရှိအသက်ငယ်ရုံးမှာဆိုရင်ကျွန်တော်မှန်နိုင်စွာရင်ရန်ကောင်းတယ်ပေါ့နော်အသက်ရန်ကြီးကြတဲ့ခါကျရင်ကျွန်တော်တို့ဘယ်လိုပါ brain wash တွေလုပ်ခဏာများတော့ဟိုတခါကျရင် time mind တယ်ပေါ့နော်အလုပ်ကပြန်လိုက်ဆိုဟာနားလိုက်ပါဦးမယ်ဆိုပြီးအမနားပြီးဖုန်းကင်တာနဲ့အချိန်ကုန်သွားပြီးပြီးပြီး လိုင်းမှာရှိတဲ့ပြဿနာပေါင်းစုံနဲ့ပဲအချိန်ကုန်ကိုကောင်ဘာမှလမ်းနဲ့မလုပ်လိုက်ရအောင်အဲ့လိုအဆင်မပြေစီးစနစ်စနစ်တစ်ခုမတစ်ခုထားတင်တယ်ဗျာအဲ့တော့ကျွန်တော်တို့ကကိုကိုတိုင်းဖြစ်ချင်တဲ့အိမ်မက်တွေကိုစန္ဒာတွေကိုကိုကိုတိုင်းလိုက်လုပ်ဖို့လိုပါတယ်ဗျာနော်အိမ်မက်ဆိုတဲ့အရာကဖြစ်ချင်တဲ့စန္ဒာကြီးဆိုတဲ့အရာစိတ်ကူးရင်နေရုံနဲ့မရအောင်ကိုကိုတိုင်းစူးစမ်းမှရတယ်ဆိုတဲ့အကြောင်းပါဘူးအဓိကပြပြပေးချင်တာဗျာနော်အဲ့တော့ကိုကိုတိုင်းလည်းစူးစမ်းပြီးတော့မှကျင့်သုံးနေတာဖြစ်တဲ့အတွက် ိတ်ဆွေတို့ကိုလည်းဒါ share လုပ်ပေးကြအောင်နော်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်အကြောင်းအရာတွေမှာလည်းကြည့်အောင်ကျေစာမမျိုး channel ကို subscribe လေးနေပေးထားကြပါကျေးဇူးများကြီးတင်ပါတယ်